သူအားလုံးကလေရုံးကန်ရင်နဲ့ပဲတနေ့ကျရင်ပျောက်ကွယ်သွားမှာမို့လို့ကြုံမဲ့အရာတွေကို ပို့ပြီးလှုပ်ပါကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို ပေါင်ခတ်ပြီးတော့မထားပါနဲ့ဘယ်နေ့ဘယ်အချိန်ပျောက်ကွယ်သွားမယ်ဆိုတာကိုမသိနိုင်တာမို့ရှင်သန်နေခြင်းခဏလေးမှလေပျော်ပါစားပါပျော်ပါရီမောပါ လူတန်းမှာကုညီဖေးမှာပါ ငိုတဲ့ခါတွေရှိတယ်လို့စိတ်သက်ကြတဲ့အချိန်တွေလည်းရှိမယ်။စိတ်ပြည့်စရာကောင်းလိုက်တာလို့ပြောရင်းနဲ့ပဲရုန်းကန်နေရတဲ့အချိန်တွေလည်းရှိမယ်။အတင်းတွေကပ်နေတဲ့စိတ်တွေကိုလျှော့ချပါ။တန်ရောစဉ်တွေ့တာတွေကိုလျှော့ပါ။ဒေါသစိတ်တွေဝမ်းနေစိတ်တွေကိုလည်းလျှော့ချပါ။လူတွေကလေခက်ခွာခွာနေရင်ကိုကလည်းခက်ကင်ကင်းသာနေပြလိုက်ပါ။လူတွေက ကိုတို့ဘဝထဲမှာတသက်လုံးရှိနေနိုင်ဖို့ဆွဲထားလို့မရနိုင်ဘူးလေအမဲရှိနေဖို့ကလည်းကိုကလည်းဆွဲထားလို့မရပြန်ဘူးဆွဲထားမိရင်တော့ဘလောက်ကြကြရှိနေနိုင်ပါလဲအားလုံးကလည်းကံပါတလောက်ပဲရှိမှာမို့လို့စူးစမ်းရင်းနဲ့မောပန်းလာတဲ့အခါမှာခဏအနာယူလိုက်ပါ ရတန်လို့တော့မရဘူးပေါ့ဒါကြောင့်အမြဲတမ်းကုကုကုမိုတီလီတွင်းပြီးကုကုကုအားပေးစကားပြောရင်းနဲ့ဂျူစာနေထိုင်ပါနော်